အဲကျမအရင်နှုတ်ရင်လည်းပြောခဲ့ဘူးလေကျမတို့ကအာကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးကိုယုံကြည်သည့်ပါတီမဟုတ်တိဆောက်ရေးကိုသာယုံကြည်တဲ့ပါတီဖြစ်ကြောင်းဒေါ်သက်သက်ခိုင်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟို NCA ကတော့လေဒီနိုင်ငံတကာ အဖွဲ့အစည်းတွေလည်းပါတယ်ပြီးလို့ရှိရင်အားလုံးပါဝင်ပြီးတော့ရေးဆွဲပြီးတော့မှသဘောတူခဲ့ကြတာပေါ့နော်အဲဒါကိုပြန်ပြီးတော့မှအသက်သွင်းပြီးအကောင့်ထက်ဖော်ဖို့အတွက်အချိန်ပိုရအောင်ပေါ့နော်ဒီခန်းနိုင်ကအချိန်ပိုရသွားစေမယ်ပေါ့နော်အထူးသဖြင့်ရွေးကောက်ပွဲပြီးတဲ့အချိန်ပေါ့အချိန်ပိုရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ရှင့်ဟုတ်ကဲ့ဒီတော့လေမအားရောက်ရင်ဟောဒီ NCA အကောင့်တွေပေါ်နိုင်မှုစူးစမ်းထားတာမျိုးပါတီရဲ့မူဝါဒမျိုးပဲရှိတာ။ဟောကျွန်တော်တို့အနေနဲ့တော့ဒီဒီငိမ့်ချမ်းရေးနဲ့အပြစ်ခတ်ရဆဲရေးကိုဒါဟိုပါပေါ့ရှင့်လုံးဝအုပ်တုံယုံကြည်တဲ့ဟိုပါတီဖြစ်ပါတယ်။ကျမအရင်နှုတ်အရင်လည်းပြောခဲ့ဘူးလေ။ကျမတို့ကအဲကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူး။ကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင့်။အဲ့ဒါဆိုတော့လေအဲဆိုတော့နှစ်ခုပေါ့နော်။ အဲလွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်တာပေါ့ဒါဟာလေဒါနိုင်ငံရေးဆွေးနွေးပွဲစပွဲဝိုင်းကိုလာပြီးဆွေးနွေးကြတာဆိုတော့ဒါလွှတ်တော်ပြင်ပဆွေးနွေးဆွေးနွေးလို့ရတဲ့အချက်တွေသဘောတူညီချက်ရပြီဆိုရင်လွှတ်တော်ကိုပို့ပြီးတော့မှလွှတ်တော်မှာတရားဝင်ဖြစ်အောင် ပေါ့နော်လုတ်ပြီးတော့มาပြီးအကောင့်ထည့်ဖို့တာဆက်လာမှာပေါ့ရှင်။နောက်အခုပြောနေကြတာဘာလဲဆိုလို့ရှင်ဒီသဘောတူညီချက်တွေပေါ့နော်တရားလွတ်လွတ်ကူကူနဲ့သဘောတူညီနိုင်တာတွေအမြဲမြန်ရလရနိုင်တာတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့มาအကောင့်ထည့်ဖို့လိုက်လို့ရှင်ဟိုဟာပေါ့ပါဝင်သူတိုင်းအကုန်လုံးကယုံကြည်ချက်ပို့ရှိလာမှာပေါ့ရှင်။ဟုတ်ကဲ့အခုအမတို့ဘာဒီကဒီနိုင်ငံလုံးအဆင့်ထိဝင်တိုင်းတာဆိုတော့ဒိုင်းနာဧရိယာတွေမှာကုသလေလောင်းယူတဲ့ ချိန်မှာဒီတိုင်းသားတွေဥစားပေးတယ်လားဘလို့အဲ့ကိုယ်တည်းလောင်းရွေးတဲ့ဘူဝါဒလေးကိုလည်းအရှင်းပြပါအဥစားပေးပါတယ်ရှင်ကျမဟိုပါပေါ့နော်ကျမတို့အစခေါ်တော့ကကျမတို့အချက်အချက်အဲ20နီးပါးရှိရပေါ့နော် အဲ့အချက်20နီးပါးထဲမှာဘာပါလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ပါတီရဲ့မူဝါဒကိုလည်းယုံကြည်ပြီးတော့မှပါတီကနေပြီးတော့မှဒီအမျိုးသမီးရဲ့လူငယ်ရဲ့တိုင်းရင်းသားတွေရဲ့ကိုဦးစားပေးပြီးရွေးချယ်မယ်ဆိုတဲ့မူဝါဒကိုလက်ခံမှပဲလျှောက်ပါဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ကအဲ့လိုတခါတည်းခေါ်တော့ဝင်အဲ့လိုခေါ်တာဖြစ်ပါတယ်ရှင်အဲဖြစ်တော့အခုလည်းတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားတွေပဲအဓိကဖြစ်ပါတယ်ရှင် အကြခင်မှာကျွန်တော်မဲဆွယ်စီရင်ရတော့မယ်ဒီအခုလက်ရှိအခြေအနေမှာဘယ်လိုချဲ့လက်နေရှိဒီစေခေါ်မှုတွေဘာတွေပြစ်နိုင်စေခေါ်မှုကတော့ကျွန်တော်တို့နှစ်မျိုးပေါ့နော်တစ်မျိုးကတော့လုံခြုံရေးပါရှင့်လုံခြုံရေးကတော့ အာဒီနေ့အထိပေါ့နော်ဟိုဟိုလုံခြုံရေးအရာတတိထားနေရတော့အချိန်ကြီးဖြစ်ပါတယ်ရှင်အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ခီးသွားကြတော့မယ်ဆိုလို့ရှိရင်လုံခြုံရေးအရာစိန်ခေါ်မှုရှိတဲ့နေရာလဲကျွန်တော်တို့တွားရင်တွားရမှာပေါ့နော်ဟိုလုံခြုံတဲ့နေရာပဲရွေးပြီးတွားလို့မရပါဘူးရှင်နောက်လာကြအောင်လုံခြုံရေးကနံပါတ်၁ပါနံပါတ်၂ကတော့တခြားပါတီအတွက်တော့မသိဘူးကျွန်တော်တို့ပါတီအတွက်နံပါတ်၂ကတော့ကျွန်တော်တို့ပါတီရဲ့ရန်ပုံငွေပါရှင်ပါတီအဲဘန်နာရေးအချိန်နေပေါ့နော်အဲ့ဒါလည်းကတော့ ကျွန်တော်တို့ကကိုယ်စလဲတွေကိုတိတ်မထောက်ပတ်နိုင်မထောက်ပတ်နိုင်ဘူးပေါ့နော်မထောက်ပတ်နိုင်ဘဲနဲ့ကိုယ်စလဲတွေလည်းကိုထုကိုထနဲ့နောက်ပါတီလည်းကိုထုကိုထနဲ့တည်ထောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာနာရေးရစိန်ခေါ်မှုရှိပါတယ်ရှင်ဟုတ်ကဲ့ဒီကောတမတ်တဲ့ကိုယ်စလဲလောင်းမဲဆွေစီယုံနဲ့ပမာဏတမတ်ထားတာရှိတယ်ပေါ့နော်မဲဆွေစီယုံနဲ့ကအသုံးပြုတဲ့ငွေငွေကိုကိုယ်စလဲလောင်းတွေက ဟိုတတ်နိုင်တဲ့လူတွေပါမှာပေါ့မတတ်နိုင်တဲ့လူကြတော့ပါတီကဖြစ်ပြရတာကျွန်မအဲ့လိုတော့ငွေလိုတော့မပန့်ဘူးပါအောင်ရှက်ငွေလိုမပန့်ဘူးဝဲနဲ့ကျွန်မတို့ကဘာတွေလုပ်မှလဲဒီအောင်နိုင်ရေးမှာပေါ့နော်အဲဘာတွေလုပ်မှလဲဘယ်လောက်ကုန်မှလဲအဲဘသူကဘယ်လောက်ထည့်ဝင်နိုင်တာလဲအဲအဲ့လိုမျိုးနဲ့ကိုတတ်နိုင်တဲ့လောက်ပဲလုပ်ကြမှာဖြစ်ပါရှက်အခုဆိုရင်ကျွန်တော်မင်းချင်းတွေကတ်ထားပြီးနဲ့စိတ်ဝင်စားမှုကနည်းနေကြတယ်တချို့ဆိုရင်မင်းမပေးဖို့ဒီပြောတာမျိုးတွေရှိတယ်ဒီပေါ်မှာ ဒီလိုလူတွေဘယ်လိုတိုက်တွန်းနေလဲဟောကျမမဲပေးတယ်မှာလဲရှင်မဲပေးတယ်ဆိုတာဒါရွေးကောက်ပွဲတွေရှိမှမဲပေးလို့ရတယ်အပိမဲပေးတယ်ဆိုတာနိုင်ငံသားတွေရဲ့အခွင့်အရေးလည်းဖြစ်တယ်လို့တာဝန်လည်းဖြစ်ပါတယ်ဖြစ်အထူးသဖြင့်တော့ဒီလိုဒီခုရွေးကောက်ပွဲပေါ့နော်အခုရွေးကောက်ပွဲကကျမတို့ဒီတပ်မတော်ကနေတာဝန်ယူထားတဲ့ကာလကနေပြီးတော့မှကျမတို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မဲ့ရွေးကောက်ပွဲဖြစ်လို့ပေါ့နော်ဟိုပြည်သူတရက်လုံးကနေပြီးတော့မှကျမတို့ဒီ ။ရှိသူတရလုံးတက်တက်ကြွကြွနဲ့မဲပေးကြဖို့ပေါ့နော်။အဲ့ဒါလေးကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်။ကျွန်မတို့ပါဒီလွတ်တော်တဲ့ရောက်မယ်ဆိုရင်ပြည်သူအတွက်ဘာတွေလုပ်ပေးမယ်လို့များခိုင်ပေးနိုင်။အဲ့ဒါကတော့စောသေးရဲ့ရှင့်။ဘာဖြစ်လို့ဆိုအခုကရွေးကောက်ပွဲကာလရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာကျွန်မပြောခွင့်ရှိရပါတော့နော်။အဲပြောခွင့်ရှိတော့ကျွန်မတို့ကတော့ အဲကျွန်မတို့နိုဝင်ဘာလ၁ရက်နေ့လောက်ကြာလို့ရှိရင်ကျွန်မတို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုကျွန်မတို့ launch လုပ်ပြီးတော့ media တွေလည်းဖိတ်မယ်ပြည်သူလူထုလည်းဖိတ်မယ်ပါတီဝင်တွေအမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေပေါ့နော်အဲအဲ့ဒါလေးကျွန်မတို့ဆောင်ရွက်ပါမယ်ရှင့်အခုအခုကတော့ကျွန်မတို့ပြီ၃လုံးဆိုတော့လေပြီ၃လုံးဆိုတော့ကျွန်မတို့ရဲ့ slogan ကလည်းပြီးသုံးလုံးရွေးထားပါတယ်အဲ့ဒါတော့ people peace and prosperity ပေါ့နော် people ကတော့လူတို့ဘဝအဓိကပေါ့ရှင် peace and prosperity ကတော့ငြိမ်းချမ်းလုံခြုံစွာကြီးပွားကြပေါ့နော်ဆိုလို့ရှိရင်ပြည်သူလူထုတိုင်းငြိမ်းချမ်းလုံခြုံတဲ့ဟိုဒီပတ်ဝန်းကျင်မှာနေထိုင်ဖို့ထိုက်တန်တယ်နော်ပြည်သူလူထုတိုင်းကြီးပွားဖို့ထိုက်တန်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်တဲ့မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေကိုကျမတို့ဟိုဒီနိုဝင်ဘာလ1ရက်နေ့ကျမှထုတ်ပြန်သွားမှာဖြစ်ပါတယ်ရှင့် နေရီကန်စခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်အုပ်စုအလံဖြူတောင်ထွက်ပြေးလာသူတွေရှိဖြူဟာကုန်းအပိတက်သိမ်းမှုနေရာတချို့ကျန်နေသေးဟုအေအေထုတ်ပြန်မကွေးတိုင်းမဖဲမြို့နယ်အမ်ဘရန်လမ်းမရုံးမပေါ်မှာရှိတဲ့နေရီကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကနေထွက်ပြေးလာတဲ့စစ်အုပ်စုတပ်သားတွေနဲ့အလံဖြူထောင်ကလက်နက်ချပူးပေါင်းလာသူတွေရှိနေတယ်လို့အာရခတတော်အေအေက အောက်တိုဘာလ16ရက်နေ့မှာထုတ်ပြန်ပါတယ် တိုက်ပွဲအတွင်းမှာစစ်အုပ်စုတပ်သားတချို့ကိုဖမ်းဆီးရမိခဲ့တယ်လို့အလံဖြူထောင်ကလက်လက်ချပူပေါင်းလာသူတွေလည်းရှိနေပြီးသူတို့ကိုစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့ဆိုပါရယ်။နှက်ရီကံပြူဟာစခန်းကိုကောက်ွယ်ပေးထားတဲ့ကင်းစခန်းတွေကိုအော်တိုဘားလအစကတည်းကအာရခတက်တော်နဲ့တော်လန်ရေးအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ကျန်ရှိနေသေးတဲ့နေရာတွေကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါရယ်။ ဒါအပြင်စစ်မှုထမ်းဥပဒေအောက်ကနေစစ်သားတစ်စုစောင်းခံထားရသူတွေအနေနဲ့လည်းအာရခတတော်ကိုဆက်တွေ့ကလက်နက်ချအလင်းဝင်နိုင်တယ်လို့လည်းထုတ်ပြန်ချက်မှာဖိတ်ခေါ်ထားပါတယ်စစ်အုပ်စုအနေနဲ့နေရီကန်စခန်းမကြရေးအတွက်မြေပြင်ကနေအင်အားထောင်နဲ့ချီတဲ့စစ်အုပ်စုတပ်သားတွေကိုစစ်ကူလွတ်နေတယ်လို့လေချောင်းကနေလည်းဘုံကျစ်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့ကြားကထိုးစစ်ကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ် နဲ့ရေကန်စခန်းကိုအာရခတ်တော်အေအေနဲ့မဟာမိတ်တော်လန်ရေးအင်အားစုတွေကဇန်နဝါရီလကတည်းကစတင်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားနေတာကိုလဝင်းကျင်ခန့်ရှိလာတယ်လို့စစ်အုပ်စုကလည်းစခန်းလက်မလွတ်ရဖို့အတွက်အပြင်းထန်ခုခံနေရတယ်လို့ဆိုပါတယ်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့အာရခတ်တော်ရဲ့ပြောခွင့်ရသူဥခိုင်တုခကိုမဖကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ် စည်ရေးကုံသွဲရေးအရအချက်ချကြတဲ့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘလန်လန်ပတိမုံရွာလမ်းမှာစစ်အုပ်စုကိုဗန်နဲ့တော်လန်ရေးအင်အားစုတွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်